ြည်ပလောက်ကိုင်အေဂျင်စီတွေအနေနဲ့စင်ကာပူနိုင်ငံစီတလောက်ကိုအလုပ်ခေါ်စာ၅ရောက်စီပဲတင်ခွင့်ပေးမယ်လို့စစ်ကောင်စီဩဇာခံလူ့သမားဝင်ကြီးဌာနကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီအနေနဲ့ပြည်ပကိုလူ့သမားစီလွတ်ခွင့်နဲ့ပတ်သက်လို့နိုင်ငံအလိုက်ကန့်သက်ဥယေကိုထုတ်ပြန်နေတာဖြစ်ပြီးစင်ကာပူနိုင်ငံအတွက်အလုပ်ခေါ်စာတင်ခွင့်အရေးအတွက်ကိုပါကြေညာလိုက်တာပါတခြားနိုင်ငံတွေနီးတူဇန်နဝါရီလ30ရက်မတိုင်ခင်အလုပ်ခေါ်စာဒီမန်းလက်တာတင်ထားတဲ့အေဂျင်စီတွေအနေနဲ့၅ရောက်ထပ်ပေါ်တဲ့ဒီမန်းလက်တာတွေကို မတ်လ25ရက်မှာ9ရောက်စာပဲပြန်တင်ပြဖို့နဲ့တလားကိုတစ်ချိန်ပဲတင်ပြရမယ်လို့ကန့်သက်လိုက်တာဖြစ်ပါတယ်။စင်ကာပူနိုင်ငံအတွက်အလုတ်ခေါ်စာအသစ်တင်တာတွေကတော့မေလ2ရက်ကစပြီးလက်ခံဆောင်ရွက်ပေးမယ်လို့လည်းအသိပေးထားတာပါ။စစ်ကောင်စီအနေနဲ့စင်ကာပူနိုင်ငံအတွက်အလုတ်ခေါ်စာတင်ခွင့်ဥယျာဉ်ကန့်သက်မှုမတိုင်ခင်ကလည်းအေဂျင်စီတစ်ခုချင်းအလိုက်တလားကိုထိုင်းနိုင်ငံအတွက်ဥယျာဉ်50ဂျပန်နိုင်ငံအတွက်15ဦး ကိုရီးယားနိုင်ငံအတွက် ပုဂ္ဂလိကအေဂျင်စီတွေကနေ10ဦးစီပဲတင်ခွင့်ပေးမယ်လို့ထုတ်ပြန်ထားခဲ့ပါတယ်။ဒါ့အပြင်ကြန့်ရှိတဲ့နိုင်ငံတွေစီအေဂျင်စီတွေကနေတဆင့်ဆေးလုတ်ခွင့်ရနိုင်မဲ့လုံသားဥယေကန့်တက်တဲ့စည်ရင်းတွေလည်းထပ်မံကြေညာဖို့ရှိနေတယ်လို့ပြပအလုတ်ကန်အေဂျင်စီလုပ်ငန်းရှင်တို့ကပြောပါတယ်။အခုလိုကန့်သတ်မှုမတိုင်ခင်ကတည်းကပြပအလုတ်ကန်ဈေးကွက်ကပြတ်နေပြီလို့လုတ်သက်ရင်အေဂျင်စီလုပ်ငန်းရှင်တယောက်ကပြောပါတယ် အခုလို agency တစ်ခုချင်းအလိုက်အလုပ်ခေါ်စာတင်ခွင့်ဥယေကန့်တက်လိုက်တာဟာလူငယ်တွေပြပထွက်အလုံးမလုံးစေရေးအတွက်တစ်ဖက်လက်နဲ့ထိန်းချုပ်ရာရောက်တယ်လို့လဲအဲ့ဒီလုပ်ငန်းအတိုင်းအဝိုင်းကပြောပါရရှင်